ရခိုင်နေများကမြမရွာရအတာတကြံပွဲတော်ကိုစီသားတမ်းမြိုက်စွာကျင်းပခဲ့တော့လေအခုနှစ်မှာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငရင်ကြီးကြောင့်နေပြည်တော်ကောင်စီနဲ့မြေစီတိုင်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အတွင်းမှာနင်းနာဆောင်ရှောင်းခဲ့ရတဲ့ပြည်သူအများအပြားရှိနေရအခုနှစ်မြမရွာရတကြံကိုအပြော်အပါတီဆိုကားကောင်မှုများမပါဝင်မဲရွာရရင်ချင်းမှုနဲ့အညီနိုင်ငံတော်ကအေးချမ်းတရားတဲ့တကြံအေးတကြံဖြစ်ကျင်းပပြီးလက်လျှောက်တကြံကိုလည်းအေးတကြံဖြစ်ကျင်းပခြင်းဖြစ်ပါတယ် ဒီကနေ့တကြံအကြုံနေ့မနက်ပိုင်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်နဲ့ဇနီးဒေါ်ကျကျူလာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့ဇနီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင်းမှုနဲ့ဇနီးကောင်စီဖော်မများပြောင်စုဝင်ကြီးများနဲ့တာဝန်ရှိသူများဟာနေပြည်တော်မြို့တော်မဟာတကြံမန်တန်နေပြည်တော်လမ်းလျှောက်တကြံရဲ့ရှင်အေးတကြံမန်တန်နဲ့စတုဒိတာမန်တန်တို့တို့တွားရောက်ကြည့်ရှုအပ်ပေးပါရယ်ရှင်ဦးစွာနိုင်ငံဝန်ကြီးချုပ်ဟာ ။နေပြည်တော်မြို့တော်မှာမဟာတကြံမတ်တက်မှာမြမရွရအစင်လာနေညီတပြေကန်နဲ့ရေးပတ်ဖြန်ပြီးတကြံပွဲတော်ကိုဆင်နွှဲပါရတယ်။အိမ်နောက်နေပြည်တော်မဟာတကြံတုံရရှိရာတနခါမုံမှာတပြေကန်နဲ့ရေးပတ်ဖြန်ပြီးကြိုးကြကြပြီးကရဝိတ်အလားပြချင်မှာခေ၆ခေတကြံအကတယောက်ပြတင်ဆက်မှုများကိုကြည့်ရှုအားပေးပါရတယ်။ ဆက်လက်ပြီးဘိုးဘွားများအားမြမရိုရအစင်လာနဲ့ညီကောင်းလျှော်ပေးခြင်းခြေတဲလက်တဲလှိဖြတ်ပေးခြင်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုအားပေးပြီးဘိုးဘွားများအားတကြံလက်ဆောင်များပေးရပါတယ်။ အိနာစတုဒီတာမန်တတ်တော့ရောက်ရှိပြီးစတုဒီတာကျွေးမွေးမှုများကိုကြည့်ရှုအားပေးပါရယ်အခုနေ့မြေပြော်လမ်းလျှောက်တဲ့ကြမ်းမှာမြမရွရအတာတဲ့ကြမ်းကို UNESCO ရဲ့လူသားမျိုးနွယ်ကိုစားပြု drama ရင်ကျင်းမှုအမွေးနဲ့ဆင်းဝင်ဖြစ်တတ်မှတ်ခံရတာကိုအတိအမှတ်ပြုတဲ့အနေနဲ့ဂွန်ပြူကျင်းပခြင်းဖြစ်ပြီးကဏ္ဍများအနေနဲ့မြမတနေခါရှင်ကျင်းမှုတလေးကိုလူသားမျိုးနွယ်ကိုစားပြု drama ရင်ကျင်းမှုအမွေးနဲ့ဆင်းဝင်ဖြစ်ပါဝင်နိုင်ရန်ဂျိုးပန်းဆောင်ရွက်နေမှုကိုဂွန်ပြူတို့အဖြစ်တနခါလေးနဲ့တရုပ်ဖော်ခြင်းတက်ကြီးရမျိုးအများက ခေါင်းလျှော်ပေးခြင်းခြေတဲ့လက်တဲ့လှိဖြတ်ပေးခြင်းနေ့စဉ်မနေ့ညနေစတုတ္ထတာဖြင့်ဒကြံထမင်းမုံလုံးရေပေါ်ရွှေရင်အေးစနစ်မကင်ကြောက်ကြောက်ဖြော်ရင်မုံလက်ဆောင်ရွှေကြည်တာကူကျိုးအုံတို့ကြောက်ကြောက်စသည်တို့ကျွေးမွေးခြင်းမြမရွရဒကြံအစင်လာနေညီတပြေကဖြင့်ရေပက်ကစားခြင်းကဏ္ဍများသာပါဝင်ကြောင်းသိရှိရပါလိမ့်ရှင် နေပြည်တော်လမ်းလျှောက်မြမရိုးရတာတကြံအားရေအေးတကြံပွဲတော်အဖြစ်ကျင်းပမန္တလေးငလင်ကြီးကြောင့်တကြံပွဲတော်အားအပျော်ပါတီဆိုကခုံမှုများမပါဝင်ပဲမြမရိုးရအစုလာနှင့်အညီကျင်းပပြုလုပ်လျက်ရှိသည့်ယနေ့ဧပြီ13ရက်တွင် ကြာရောက်သည့်တကြံကြိုနေ့တွင် နတ်ဆာကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်နှင့်ဇနီးတို့မှ နေပြည်တော်မြို့တော်ဝန်မဟာတကြံမန်တက်နေပြည်တော်လမ်းလျှောက်တကြံမန်တက်ဤရေအေးတကြံမန်တက်နှင့်စတုတ္တိတာမန်တက်တို့သို့တွားရောက်၍ကြည့်ရှုအားပေးခဲ့သည် အားလုံးကမြမရိုးရအစူလာနဲ့အညီတပြေခက်ဖြင့်ရေပက်ဖြန်းကတကြံပွဲတော်ကိုဆင်နွှဲကြသည်နေပြည်တော်မဟာတကြံ၌မြမရိုးရတနခါမှုဦးရှိကရဝိတ်အလှပြည့်ရုပ်တွင်ခစ်6ခစ်တကြံကတရုတ်ပြတင်ဆက်မှုလည်းပါဝင်သည်ဘိုးဘွားများအားခေါင်းလျှော်ပေးခြင်းခြေသေးလက်သေးလီးဖြတ်ပေးခြင်းကုသိုလ်ပြုလုပ်နေမှုအစီအစဉ်များလည်းပြုလုပ်ကြသည် ထိုဘိုးဘွားများကိုနာဆကဥက္ကဋ္ဌကတကြံလက်ဆောင်များပေးအပ်ပြီးနောက်စတူဒီတာမန်နက်တွင်စတူဒီတာကျွေးမွေးနေမှုများကိုပါကြည့်ရှုအားပေးခဲ့သည်ယခုနှစ်နေပြည်တော်လမ်းလျှောက်မြမရိုးရာအတာတကြံအား UNESCO ၏လူသားမျိုးနွယ်ကိုစားပြုတဲ့မဲ့ယူကျေးမှုအမွေနှင့်စည်ရင်းဝင်အဖြစ်သတ်မှတ်ခံရသည်ကိုအတိအမှတ်ပြုသည့်အနေဖြင့်ဂုဏ်ပြုကျင်းပခြင်းဖြစ်သည်